ကားပြောတဲ့ငှက်ကလေးတခါတော့ကပေါ့ကွယ်တရုတ်ပြည်ရဲ့ဧကရဗီမကြီးဟာခညာပြီးဩစာအာနာရှိတဲ့သူဖြစ်တယ်။သူ့ရဲ့နန်းတော်ဟာစီချင်းကြောက်တွေရွှေစင်ရွှေပြားတွေနဲ့ဆောက်လို့မွမ်းမံထားတယ်။သူ့ထိုင်တဲ့ပလင်တော်ကတော့ကြောက်စင်းချင်းသေးရုပ်ကြီးဖြစ်တယ်။နန်းတော်ရဲ့ခမဆောင်မှာတော့နမေကျော်ပကြီးစရာရဲ့လက်ရပကြီးကားတွေကိုချိတ်ဆွဲထားတယ်။ အခန်းတွေကိုလည်းအကောင်းဆုံးသူ့မွေးနဲ့ငွေကြီးနဲ့ရက်လုတ်ထားတဲ့ကော်စောတွေကိုဖိဖိတောက်ခင်းချင်းထားတယ်။သူ့ကြံပီးတွေဟာလည်းဉာဏ်ပညာစင်တက်မှာအမြင့်ဆုံးပုဂ္ဂိုလ်တွေဖြစ်ကြတယ်။တိုက်ရိုက်ခရင်မှာအထူးချမ်းကျင်တဲ့စစ်တီတော်တွေကိုလည်းသူ့ရဲ့ကိုရင်တော်တက်အဖြစ် ဖွဲ့စည်းထားသေးတယ်။ဘသူမစို့သူ့ကိုဥညွတ်ရိုသေးပြုတ်ပြီးမှရှောက်တင်စရာရှိတာကိုရှောက်တင်ကြရတယ်။ ဲ့လူနေတနေ့မှာတော့ဩဇာအရှင်ဝါကြီးမာတဲ့ဧကရိပြင်မာကြီးကိုတပည့်ရိုက်ဖို့အတွက်အသက်ကြီးကြီးအဖို့တယောက်ပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီလူဟာတိုင်းပြည်နဲ့အတော်ဝေးဝေးမှာနေထိုင်တဲ့သူဖြစ်တယ်။သူကနှစ်ပေါင်းများစွာစကားပြောဆိုနိုင်တဲ့ငှက်ကလေးတစ်ကောင်ကိုဝင်းမြူထားတယ်။သူငှက်ကလေးကိုဘေကူတော်တော်ခေါ်သွားလိမ့်ရှိပြီးတဦးနဲ့တဦးစကားပြောကြကရင်မောကြရရှိရင်လေအတူတူရင်မောကြတယ်။ ဒီလိုနဲ့တစ်နှစ်မှာတော့သီးနှံနေမအောင်မြင်လို့အရှုံးပေါ်ပြီးအဖိုးအိုဟာအတော်လေးဆင်းရဲသွားခဲ့တယ်။ငါမှတန်ဖိုးရှိတဲ့ပစ္စည်းဆိုလို့ငါငါကလေးပဲကျန်တော့တယ်။ဒီငှက်နဲ့ငွေရှာရမေး။လူစင်းစားပြီးအဖိုးအိုဟာငါ့ကိုပခုံးပေါ်တင်ကဧကရိဘင်မကြီးရဲ့လှပတဲ့နန်းတော်ကြီးတီရှိရာ ပီကင်းမြို့သို့လာခဲ့ပါတော့တယ်။အဖိုးအိုနဲ့ငါကလေးတို့ဟာ လန်ခီမှာရွှေမြို့တော်ရောက်ရင်ဘာလို့ရောက်မလဲဆိုတာကို တီတို့တိုင်ပင်ခဲ့ကြတယ်။အနီးပတ်ဝန်းကျင်ခီးသွားများကလည်းအလွန်အံ့ဩစရာကောင်းတဲ့စကားပြောတတ်တယ်။ငှက်ကလေးเจ้าကိုသိရှိသွားကြတယ်။အဖိုးအိုနဲ့ငှက်ကလေးတို့ဟာ မကြမီမှာပဲပီကင်းမြို့သို့ရောက်ရှိလာကြတယ်။လူတိုင်းကသူတို့အကြောင်းကိုပဲပြောဆိုနေကြတယ်။အဲ့ဒီတည်င်းစကားဟာဧကရိဘီမာဂျီနာကိုရောက်သွားခဲ့ပါတော့တယ်။ ဲ့ဒီခါမှာတော့ဘီယမာကြီးကအဖိုးအကိုဆင့်ခေါ်လိုက်ပြီးငှက်ကိုသူ့အားရောင်းဖို့ပြောကြတယ်။မောင်မင်းအသိငှက်ကိုငါဘီယမာအလိုရှိတယ်။ဒီတော့ငါအားဒီငှက်ကိုရောင်းပါ။အဖိုးအိုကခေါင်းခါလိုက်ပြီးဒီငှက်နဲ့ကျွန်တော်မျိုးဟာမိဟောင်းဆွေဟောင်းနေပါ။ဒါကြောင့်ကျွန်တော်မျိုးဒီငှက်နဲ့မခွဲနိုင်ပါဘူး။လူလျှောက်တင်နေတယ်။ ဧကရိဘိမဟာညင်ပေမှုကိုလက်ခံလေးရှိသူမဟုတ်ဘူး။ဒါကြောင့်အဖိုးအိုရဲ့စကားကိုဂိယူမထားတော့ပဲငှက်ဘက်ကိုလှည့်လိုက်ခါအသေးငှက်ကလေးကြီးငါရဲ့လှပတဲ့ဒီနန်းတော်ကြီးထဲမှာငါနဲ့အတူစိန်ကြကြမနေချင်ဘူးလားကျွန်တော်မျိုးနေချင်ပါတယ်တခင်မလူငှက်ကပြန်ပြောတယ်အဲ့ဒီအခါဘီမာကြီးကဒါဆိုငါတင့်အတွက်ဒီဖိုးကိုဘလောက်ပြလိုက်ရမလဲ ငွေတပြားတစ်စီပေးရင်ရပါတယ်လူပြန်ပြောလေတယ်ပြေမာကြီးကအဖိုးအိုရဲ့ပခုံးပေါ်ကငှက်ကိုယူလိုက်ပြီးရွှေလောင်ရင်ထဲထက်ကသူ့အမှုရမ်းတွေကိုအဖိုးအိုအားငွေတပြားတစ်စီကိုပေးစီလိုက်တယ်အဲ့ဒီငွေဟာဆိုရင် လေသမားတယောက်ဖို့အလွန်မဲများပြတဲ့ငွေဖြစ်တယ်အဲ့ဒီနောက်လေသမားအဖိုးအိုဟာငွေကိုပိုက်ခါဒီငှက်ဟာကျေးဇူးမသိသစ္စာမရှိတဲ့ငှက်ပဲ ငါနှလုံးသားတွေတော့ကြေကွဲကုန်ပါပြီ။လူပဇက်ကညီတော်ပြောသူကသူ့ရွာကို ပြန်လာခဲ့လေတယ်။အဲ့ဒီနေ့မှာပဲဟက်ကလေးဟာပြင်မာကြီးနဲ့စကားရီပြောလိုက်ကြီးမောလိုက်နဲ့ပြုံးပြော်နေတယ်။ငါကလေးဟာကောင်းပြီဆိုတဲ့အစားအစာတွေကိုစားတောက်ပြီးတဲ့အခါမှာတော့သူ့ပဲနေရာမှာရီချူရမှာလေလူပြင်မာကြီးကိုမေးတယ်။ပြင်မာကြီးကသူ့အခန်းရဲ့အောက်ဘက်မှာရှိတဲ့ကြာရီကန်ကိုညွှန်ပြပြီးတော့ ငှက်ကလေးကြီးဒီကြာရီကန်ထဲမှာနင်းစိတ်ချက်ရီချိုးလို့ရပါတယ်။ပြင်မာကြီးကငှက်ကလေးကိုရီချိုးဖို့ရွှေလောင်ရင်ထဲကလှုပ်ပြီးလိုက်တဲ့အခါငှက်ကလေးဟာကြာရီကန်စီကိုပြန်တန်းပြီးသူ့ကိုယ်ရီလက်တီကိုရင်းနဲ့စီချောတုတ်တဲ့နေ။အဲ့ဒီနောက်မှာတော့နန်းဆောင်ရဲ့ခေါင်းမိုးစီကိုပြန်တန်းသွားကခေါင်းမိုးပေါ်မှာနေပြီးသူ့မွေးတီချောက်တော့အောင်နေပူလှမ်းနေ။အဲ့ဒီခါမှာတော့ငှက်ကလေးကဘီမကြီးဟာအခုကျွန်တော်ချုပ်ပြီးလှုပ်ပြီး နှုတ်ဆက်ခဲ့ပါရပြင်မာကြီးလူပြောဆိုပြီးအဝေးကို ပြန်တန်းသွားလေတဲ့ကွယ်ဒါကူမြင်နေပြင်မာကြီးဟာဒေါသတွေထွက်ပြီးအဖိုးအိုကိုရှာပြီးသူ့ထံကိုခေါ်လာဖို့တတ်တော်ဆောင်တွေကိုဆီလွတ်လိုက်တဲ့မကြာမီမှာပဲအဖိုးအိုရောက်ရှိလာကပြင်မာကြီးကအဖိုးအိုကို မေးလေတယ်အသိငှက်ဗမာလေအတင်ကကျွန်ုပ်ကိုလှည့်စားတာလားကျွန်တော်မျိုးစီမငှက်မရှိပါဘူး သူမရှိလို့ကျွန်တော်မျိုးဝန်းနေကြည်ကွေးနေရပါတယ်ကျွန်တော်မျိုးဟာငှက်ကလေးကိုမြောင်းကျင်တာအရှင်တော်ဖျားလည်းအသိပါလူပြောဆိုလေတဲ့အားလုံးတော့လေသမားတွေကလည်းအဖိုးကိုပြောတာမှန်ကြောင်းထောက်ခံကြတယ်နောက်ဆုံးမှာတော့ဤခရစ်ဘီမာကြီးဟာအဖိုးအိုကိုပြန်လွတ်လိုက်ရလေတဲ့အဲ့ဒီနောက်မှာတော့ဘီမာကြီးဟာအဖိုးအိုကိုလည်းမတွေ့ရတော့သလိုငှက်ကလေးကိုလည်းမတွေ့မမြင်ရတော့ဘူးတဲ့ အဖိုးအိုဟာမိုင်ပေါင်းများစွာဝေးကွာတဲ့တောင်ကုန်းနီနာကမိခွက်ကလေးစီကိုလာခဲ့တယ်။သူကဧကရိပြင်မာကြီးစီကရထားတဲ့ငွေတပြတစ်စဲကိုအရင်နှီးလုပ်ပြီးသူ့ရခင်ဖွင့်ပြအောင်အသုံးချတယ်။လိုအပ်တဲ့ပစ္စည်း သုံးဆောင်လေးကိုလည်းဝယ်ယူလိုက်တယ်။သူ့တသက်စာနေထိုင်စားတောက်ဖို့လုံလုံလောက်လောက်ရရှိသွားပြီပေါ့ကွယ်။တချို့လူတွေကစကားပြောတဲ့ငှက်ကလေးဟာအဖိုးအိုရဲ့အင်္ဂလိပ်တဲ့သူ့ ဝင်လိုက်ထွက်လိုက်လုပ်နေတာတွေ့တယ်လို့ဆိုကြသလိုတချို့ကလည်းငှက်ကလေးဟာ အဖိုးအိုနဲ့ရီမောမော စကားပြောနေတာကိုတွေ့တယ်လို့လည်းဆိုကြပြန်နေ။ဒါပေမဲ့ဘသူကမှတည်တည်ချာချာတွေ့မြင်ကြရတယ်လို့ပြောဆိုဝင်တာမရှိဘူးတဲ့ကွ။ကဲပုံရင်းလေးကတော့ဒီလောက်ပါပဲနော်။နားရှင်သူကလေးတွေလည်းတာယာဖြိုရှင်သော နေလေးကိုပိုင်ဆိုင်နိုင်ကြပါစေခွေ။